အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဘာလို့မလဲဆိုလို့ရှိရင်ဟို people wine 63ပေါ့ people wine 63တို့63တို့မှာဖြစ်နေဖြစ်လေဖြစ်ထားရှိတဲ့ error တစ်ခုပေါ့ဒါ error လေးလို့မေးလို့ရှိရင် ID error battery ID လမ်းကြောင်းပြတ်တောက်တဲ့ error ပေါ့နော်အဲ့တော့ battery ID လမ်းကြောင်းပြတ်တောက်တဲ့ error ကိုကျွန်တော်တစ်ချက်စစ်ကြည့်အောင်အတင်းညှိုးထိုးလိုက်လို့ရှိရင်သူကအအဝင်ပြတ် အားအဝင်ပြပြီးတော့ခဏနေလို့ရှိရင်စာတန်းပို့ပြီးတော့သူကပိတ်သွားတာပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲ unable to charge ပြီးလို့ရှိရင် please contact our အဲဘာလဲ after sleep survey ဆိုတော့အဲ့လိုမျိုးပို့ပြီးတော့ကျွန်တော်တို့ပြောသွားလဲ power ပိတ်သွားတဲ့ error ပေါ့ဆိုတော့ဒီလမ်းကြောင်းတွေဘယ်ကနေဖြစ်နေတာလဲဆိုလို့ရှိရင် ID လမ်းကြောင်းကနေဖြစ်နေတဲ့ error ဖြစ်ပါတယ်ဒါဆိုတော့ ID လမ်းကြောင်းကိုကျွန်တော်တို့လိုက်ကြည့်ရမှာပေါ့ဆိုတော့ဒီ form ကကြည့်လိုက်တဲ့အခါမှာဒီ form မှာကြည့်လိုက်တဲ့အခါမှာ ID လမ်းကြောင်းတွေဘယ်နှမှာရှိလဲဆိုလို့ရှိရင်စာလမ်းကြောင်း ID လမ်းကြောင်းစီဘယ်နှမှာရှိတလဲလို့ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာ ID လမ်းကြောင်းစီဒီနားလေးမှာရှိပါတယ် ID ဟာတကြောင်းလေးပဲပါတယ်သူမှာနော်ဆိုတော့ ID ဟာဒီမှာတကြောင်းလေးပဲပါတယ်ဟုတ်လားဒါ ID လမ်းကြောင်းပဲဒီဘက်လည်း ID လမ်းကြောင်းပဲဆိုတော့ပြောချင်တဲ့သဘောကဘာလဲဆိုလို့ရှိရင်သူက၃ငုတ်ပါတယ်ဒီဘက်ကအပေါင်းဒီဘက်က ground အလင်းမှာတန်ငုတ်အဲ့ဒီငုတ်ကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်စာလို့ပြောမယ်ဆိုလို့ရှိရင် BS sign လို့ခေါ်တယ် ID နဲ့ temperature ကိုပေါင်းပေးထားတဲ့လမ်းကြောင်းနားလည်လားမသိဘူးဆိုတော့အဲ့ ID လမ်းကြောင်းမှာ အဲ့ ID လမ်းကြောင်းကိုကျွန်တော်တို့စစ်ကြည့်အောင်ဆိုတော့ ID လမ်းကြောင်းဘယ်ကိုသွားသလဲဆိုတာကိုအစာလေးနဲ့ရောကျွန်တော်တို့ဒီလက်တွေ့ရောတစ်ချက်ကြည့်မယ်နော်ဆိုတော့ခုနကကျွန်တော်တို့ Vivo 163လေးကိုကျွန်တော်တို့ဘာလို့ကြည့်လိုက်လဲဆိုတော့သူ့ရဲ့လမ်းကြောင်းကိုကြည့်မယ်သူ့ရဲ့လမ်းကြောင်းကဘာလဲဆိုလို့ရှိရင်အဲဒီမှာ battery ground ကိုရှိမယ်ဒီဘက်မှာ pivot ရှိမယ်ဟုတ်လားဒီမှာ ပါရှင်မလား BSI ဆိုတဲ့လမ်းကြောင်းရှိတယ်ဒါကို BSI လို့ခေါ်ပါတယ် BSI BSI ရဲ့အခြေကောက်က battery stator integrator battery ရဲ့ conversion ချက်တွေကိုသူကပြောမှာပေါ့ဆိုတော့ကျွန်တော်တို့ခုနအတင်းကျိုးထိုးကြည့်လိုက်တဲ့ခါမှာဘာဖြစ်နေလဲဆိုတော့ no content တို့ဘာလို့ညာတော့ amplifier တို့ဘာလို့ဖြစ်နေဟုတ်လား charging ပုံ battery ပုံလေးပြပြီးတော့ခုနမြင်လိုက်တယ်နော်အဲ့လိုပုံစံမျိုးပြတတ်ပါဒါဆိုလို့ရှိရင်ဒီ BSI လမ်းကြောင်းမှာဘာရှိလဲဆိုလို့ရှိရင် resistor တစ်လုံးရှိတယ် ပါချင်တယ် process start လို့ဒီကောင်ကကြတော့ကျွန်တော်တို့ဗါလဲဆိုလို့ရှိရင်အာ vivo one coset 3 vivo one coset 3ရဲ့ battery temperature ဟို ID BSI လမ်းကြောင်းဒီဘယ်ကိုသွားလဲဆိုလို့ရှိရင် CPU ကိုသွားတယ်ဘယ်သွားလဲ CPU အဲ့တော့ဒီ resistor လေးကိုအရင်လဲကြည့်ရမယ်လဲကြည့်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဗာဖြစ်နိုင်လဲဆိုလို့ရှိရင် CPU ကိုလမ်းကြောင်းတစ်ချက်ဆိတ်ရှေ့ရမှာပေါ့ဆိုတော့အခုနကကျွန်တော်တို့မီတာနဲ့တိုင်းကြည့်တဲ့အခါမှာဗာကောင်းနေလဲဆိုလို့ရှိရင်ဒီလမ်းကြောင်းပိုင်းကောင်းနေတယ်ဗျဒါပေမဲ့သူ့ရဲ့ဒီအတွင်းတင်းမှာ တို့ရဒီလျှက်စစ်ခုခံမှုတန်ဖိုးအာကောင်းမှုမရှိတဲ့အတွက်ဟိုမှာအပြင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်5 ampere စီးရမဲ့ကြိုးတစ်ချောင်းက2 ampere လောက်ပဲစီးတယ်ဆိုလို့ရှိရင်ဒီကြိုးရခံနိုင်ရင်ကမရှိတော့ဘူးနားရလားမသိဘူးအဲ့လိုကြိုးကပါနေတာပေါ့ပြောမယ်ဆိုလို့ရှိရင်ကြိုးသေးနေကြိုးသေးနေတဲ့အတွက်ငါတို့ကဘာလုပ်ရလဲဒီကောင်နဲ့ဒီကောင်ကိုဘာလုပ်ပြရမလဲဂျမ်ပါဆက်ပေါ့ဘက်ထရီ BSN လမ်းကြောင်းကနေ resistor ထိပ်ကိုဂျမ်ပါဆက်လိုက်အဲ့တော့အခုကျွန်တော်တို့ဒီမှာဂျမ်ပါဆိတ်ရှိတ်ပြီးတော့ကြီးအာကျွန်တော်တို့ဒီမှာ BSI error ဖြစ်တဲ့အကောင်ကိုကျွန်တော်တို့ BSN လမ်းကြောင်းကနေဘယ်ကိုကြိုးလိုက်လဲ ဒီ resistor လေးကိုကြိုလိုက်တယ်မြင်ရလားမသိဘူးမြင်ရတယ်နော် resistor လေးထိတ်ကိုကြိုလိုက်တယ်ကြိုလိုက်တဲ့အခါမှာကျွန်တော်တို့အားလေးတစ်ချက်အတွင်းကျအောင်မယ်နော်အဲ့တော့ကျွန်တော်တို့အားသွင်းကြိုလေးထိုးကြည့်လိုက်ပါပြီအားသွင်းကြိုလေးထိုးကြည့်ပြီးတော့အားသွင်းကြိုလေးထိုးကြည့်လိုက်တဲ့အခါမှာအားအဝင်လေးပြပြီးဘာဘက်ထရီလေးပါဖြစ်သွားပြီလေအားဝင်ပြပါဟုတ်လားအခုနောက်ဆိုလို့ရှိရင်ဘက်ထရီပုံလေးပြပြီးတော့အောက်မှာပါပါလေစာတန်းလေးပို့လိုက်ဟုတ်ပြီနော် ဒါဆိုလို့ရှိရင်ဒီကောင်ဘာဖြစ်သွားလဲလဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘုဒ္ဓတာတခုရမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ